ဥပဒေပြဋ္ဌာန်းရေးသားရင်စာရေးသားကလူတိုင်းနားလည်အောင် ရှင်းလင်းလွယ်ကူဖို့လိုပါတယ်။စကလုံးကအတိပ္ပယ်ဒွိဟပွားစရာမလိုဘဲနဲ့တမျိုးတည်းတိတိကျကျအတိပ္ပယ်ထွက်အောင်ရေးရပါတယ်။ဘသူမှလိုက်မေးနေစရာမလိုဘဲနဲ့တစ်ချက်ထဲနဲ့တိအောင်ရှင်းအောင်ရေးရပါတယ်။တစ်ချက်ထဲနဲ့သဘောပေါက်အောင်ရှင်းဖို့ခက်ခဲတယ်ဆိုလို့ရှိရင်လည်းရှင်းလင်းချက်ထည့်ပေးရပါတယ်။အခုဟောဒီစာကြောင်းကိုဘယ်လိုနားလည်ပါလဲ။ နိုင်ငံတော်နဲ့ပုဂ္ဂလိကတို့မသိလျော်သည့်ပေးရန်တာဝန်များကင်းရှင်းသူလို့ရေးထားပါတယ်။တစ်ခေါက်ထပ်ဖတ်ပြီးတော့နားလည်ကြရလားဗျ။ကျွန်တော်ကတော့နားမလည်ပါဘူး။ဗမာလိုရိုးရိုးလေးစဉ်းစားပြပါမယ်။နိုင်ငံတော်နဲ့ပုဂ္ဂလိကတို့ဆိုတာကရှင်းပါတယ်။အဲ့ဒီနိုင်ငံတော်နဲ့ပုဂ္ဂလိကကိုမသိတော်တဲ့ဟာတွေပေးရမယ်တာဝန်လို့အဓိပ္ပာယ်ထွက်နေပါတယ်။ မတင်တော်တဲ့ဟာတွေကိုပေးရမယ်တာဝန်ဆိုတာကလည်းဘာတာဝန်မှမသိပါဘူးအဲ့ဒီတာဝန်ကနေကင်းရှင်းသူလို့အတိတ်ပဲထွက်နေပါတယ်တော်တော်ရှုပ်ပါတယ်ဘာသာဆိုင်ရာစကားလုံးနဲ့တနှုံးစီခွဲပြီးတော့စဉ်းစားလိုက်လို့ရှိရင်တော့နည်းနည်းပို့ပြီးတော့ရှင်းပါတယ်သူကဗမာလိုရှင်းရှင်းလင်းလင်းရေးမထားပါနဲ့စီးရင်ကိုင်းဘာသာရက်ကွန်မြူနီဘာသာရက်စကားလုံးနဲ့မရှုပ်ရှော့အောင်ရေးထားတယ်လို့ဖြစ်နေပါတယ်စီးရင်ကိုင်းဘာသာရက်မှာကွန်မြူနီ ဥပဒေတဲမှာပေးရန်တာဝန်များဆိုတာကအင်္ဂလိပ်လို liability ကိုဗမာလိုဆိုလို့ရှိရင်အကျွေးကိုပြောတာပါပေးရန်တာဝန်များဆိုတဲ့နေရာမှာအကျွေးဆိုတဲ့စကားလုံးကိုအစားထိုးကြည့်လိုက်လို့ရှိရင်နည်းနည်းပိုရှင်းသွားတာကိုတွေ့ရပါလိမ့်မယ်နိုင်ငံတော်နှစ်ပတ်သက်သည့်ပုဂ္ဂလိကတို့မတင့်လျော်သည့်အကျွေးများကင်းရှင်းသူအဲ့ဆိုလို့ရှိရင်နည်းနည်းပိုရှင်းလာပါပြီ တကယ်တမ်းပို့ပြီးတော့ဖြစ်တင်တာကတော့ရေးတင်တာကတော့နိုင်ငံတော်နှင့်ပုဂ္ဂလိကတို့မသိလျော်သည့်အကျွေးများပေးဆက်ရန်တာဝန်မှအကင်းရှင်းသူဆိုတာမျိုးပါအဲ့ဒါမှအတိပဲကချင်းပါပါအခုတော့ဥပဒေပြုတဲ့သူတွေက စာတောင်ရှင်းအောင်ရေးတတ်ကြဖို့မရပါဘူးဒီဥပဒေပုံမှန်အကြောင်းကိုဘာလို့ပြောနေတယ်လဲဆိုတော့အကြောင်းရှိပါတယ်ဒီပုံမှန်ဟာဒေါ်တက်သက်ခိုင်ကိုကိုယ်စားလှယ်အဖြစ်ကပယ်ချတဲ့ပုံမှန်ရှစ်ခါကြီးပါ စာသားတွေပါ ဆက်တစ်ပါးချင်းပြင်ဆင်ထားတဲ့စာသားတွေပါကဲကျွန်တော်ရှင်းအောင် ရေးထားတဲ့စာသားနဲ့ဆက်ဆက်ပြီးတော့စဉ်းစားကြည့်အောင်ပါနိုင်ငံတော်နှင့်ပုဂ္ဂလိကတို့မသိလျော်သည့်အကျင့်များပေးဆက်ရန်တာဝန်မှကင်းရှင်းသူဆိုတဲ့စာသားဟာဥပဒေအင်္ဂါရက်နဲ့ညီညွတ်ပြီလို့ပြောနိုင်ပါသလားမပြောနိုင်ပါဘူးမြမစာအရေးသားကတော့အခုကျွန်တော်နည်းနည်းပြင်လိုက်တော့ရှင်းသွားပါပြီဒါပေမဲ့ဥပဒေကြောင်းအရာဆိုလို့ရှိရင်မရှင်းသေးပါဘူးမသိလျော်တဲ့အကျွေးဆိုတာကဘာပါလဲ ဘလို့အကျွေးကိုပြောတာပါလဲအကျွေးအမျိုးမျိုးရှိတဲ့အထက်မှာတင့်တော်တဲ့အကျွေးနဲ့မတင့်တော်တဲ့အကျွေးဆိုပြီးတော့အဲ့ဒါလိုမျိုးရှိသလားစီးရင်ပညာဗန္ဒာရေးပညာကုမ္ပဏီဥပဒေတွေထဲမှာလဲမတင့်လျော်သည့်အကျွေးဆိုတဲ့စကားလုံးမရှိပါဘူးကို့ဘာသာကောက်ယူမယ်ဆိုလို့ရှိရင်လည်းအဓိပ္ပာယ်က10မျိုးလောက်တောင်မှထွက်နိုင်ပါတယ်ရောက်ခမစီကယူတဲ့အကျွေးကိုမတင့်တော်တဲ့အကျွေးလို့အဓိပ္ပာယ်ကောက်တဲ့လူမျိုးရှိသလိုဖုန်ကြီးစီကယူတဲ့အကျွေးကိုမတင့်တော်တဲ့အကျွေးလို့အဓိပ္ပာယ်ကောက်တဲ့လူမျိုးလည်းရှိနိုင်ပါတယ် ိုင်ငံခြားယူတဲ့အကျွေးကိုမတင်တော်တဲ့အကျွေးလို့အထိပယ်ကောက်တဲ့လူမျိုးရှိတယ်လို့ဘိန်းကုန်ကူးတဲ့လူစီကယူတဲ့အကျွေးကိုမတင်တော်တဲ့အကျွေးလို့အထိပယ်ကောက်ယူတဲ့လူမျိုးလည်းရှိနေတာပါပဲဒါမှမဟုတ်လို့ရှိရင်တက်မတ်ရဲ့ကျော်လွန်ပြီးတော့ပြတ်မဆက်သေးတဲ့အကျွေးကိုလည်းမတင်တော်တဲ့အကျွေးလို့အထိပယ်ကောက်တဲ့လူမျိုးရှိနေတာပါပဲဥပဒေပါစကားလုံးဆိုတာတိကျရပါတယ်အထိပယ်အမျိုးမျိုးမထွက်ရပါဘူးထင်အောင်ထင်မှမဖြစ်အောင်လည်းရှောင်ရပါတယ်အခုအဲ့ဒီဟိုလိုလိုဒီလိုလိုအရေးသားကိုကိုးကားပြီးတော့ဒေါ်သက်သက်ခိုင်ကို ကိုယ်စလဲအဖြစ်ကဖြုတ်လိုက်တာပါဒေါက်တာသက်ခိုင်ကို အပြီးဖြုတ်လိုက်ပြီလားသနာခံလို့ရှိရင်ပြန်ပြီးတော့လက်ခံဥမာလားဘာလားဆိုတော့ဒီအငင်းပွားနေတဲ့ကိစ္စတွေရှိပါတယ်ဒါကတော့သူတို့ကဖြုတ်ရှင်ဖြုတ်တာပါပဲလက်ခံခြင်းလက်ခံတာပါပဲဥပဒေကိုသူတို့ကြိုက်တယ်လို့သုံးနေတာပါအဲ့တော့အဲ့ဒါကတိတ်ကြီးစိတ်ဝင်စားစရာတောင်မကောင်းပါဘူးသူတို့အနေနဲ့ကဥပဒေဆိုတာ တော်တော်သုံးလို့ကောင်းတဲ့လက်နက်တစ်ခုလို့ဖြစ်နေပါတယ်အခုဒီဥပဒေကလည်းတော်တော်သုံးလို့ကောင်းတဲ့ဥပဒေဖြစ်နေပါပြီခင်ဗျားတို့မိတ်ဆွေတွေထဲမှာចောင်းသားတွေကလဖိတ်ဘူးငါးချက်လောက်ပြန်မဆက်နိုင်တဲ့တရားဥပဒေအများအခုလွတ်တော်အမတ်လို့ဖို့ပြင်ဆင်နေတာမျိုးတွေ့လို့ရှိရင်ဒီဥပဒေသုံးပြီးတော့တိုင်လို့ရနေပါပြီကျွေးရှင်တွေအကုန်လုံးကလွတ်တော်အမတ်တွေကိုအကျွေးလိုက်တောင်းဖို့အတွက်အချိန်ကောင်းအခါကောင်းရောက်နေပြီလို့ဆိုရမယ်ထင်ပါတယ် စီးပွားရေးလုပ်ငန်းလုပ်ပြီးတော့ဘဏ်ကနေငွေချိထားတဲ့သူမှန်သမျှဒီဥပဒေနဲ့တဏိမဟုတ်တဏိညိနေတယ်လို့မျိုးတောင်မှ ဖြစ်နေပါတယ်အဲ့တော့အဓိကအချက်ကမတင့်တော်တဲ့အကျွေးဆိုတာဘာကိုခေါ်တာပါလဲအခုအဲ့ဒီဥပဒေနဲ့ဒေါသသက်ခိုင်ကိုအမှုတက်ပြီးတော့ကိုယ်စလဲလောင်းအဖြစ်ကနေဖြုတ်ချလိုက်တာဟာဘာအဓိပ္ပာယ်ပါလဲဒေါသသက်ခိုင်ဟာ စစ်ကောင်စီဝင်ကြီးဘဝကပြုတ်ခဲ့တဲ့သူပါစေအောင်စုကမကြိုက်တဲ့အချက်တစ်ခုခုရှိကောင်းရှိခဲ့လိမ့်မယ်လို့ခန့်မှန်းပါတယ်အဲ့တော့ဒီမျိုးသမီးမျက်နှာကိုလွှတ်တော်ထဲမှာငါမမြင်ချင်ဘူးကွာသူ့ကိုဖြုတ်လို့ရမယ်ပုံမှန်တစ်ခုခုရှာပေးကြစမ်းလို့ခိုင်းလို့ရတဲ့ဥပဒေအကြံပေးအဖွဲတစ်ဖွဲအဖိုးချုပ်မယောင်လိုက်မှရှိပုံရပါတယ်အဲ့ဒါလို့ရှိပြီးတော့အဲ့ဒါလို့ပုံမှန်ရှာခိုင်းတဲ့တခါမှာအခုလိုမျိုးဖြစ်လာတာလို့ယူဆဖို့ရရှိပါတယ်တကယ်ဆိုရင်လွှတ်တော်ကိုယ်စားလှယ်ဆိုတဲ့သူတွေထဲမှာအကျွေးရှိတဲ့လူကပေါ်မှာပေါ်ပါ ရိုက်တက်လို့တောင်ကုန်နိုင်မှာမဟုတ်ပါဘူးအဲ့တလောက်ပေါ်တဲ့အထက်မှာမှငမိုက်သားတက်တက်ခိုင်နေတယောက်ထဲထိုင်ငိုပြီးတော့ဆရာမျိုးစော်ချလိုက်ပုံကတော့ရိုက်ချက်တော်တော်ပြင်းပါလေဥပဒေကိုလို့တမျိုးမလို့တမျိုးကျင့်သုံးနေပုံဟာဒေါ်တက်ခိုင်ဖြစ်စင်မှာတော်တော်ကိုပေါ်လွင်ပါလေကျွန်တော်တို့သိထားရမယ့်အချက်ကကျွန်တော်တို့ဟာဥပဒေကိုရှင်းရှင်းလင်းလင်းတိတိကျကျမရေတတ်တဲ့တိုင်းပြည်မှာနေထိုင်နေကြရတယ်ဆိုတဲ့အချက်ပါဒါအပြင်ဥပဒေကိုမလို့တမျိုးလို့တမျိုး ပြင်သုံးတဲ့နိုင်ငံမှာနေထိုင်နေကြရတယ်ဆိုတဲ့အချက်ကိုလည်းသိထားဖို့လိုပါတယ်ဥပဒေတွေကတိတ်မြပါတယ်မလို့ရင်မလို့သလိုဆွဲလို့ရအောင် လုပ်ထားတာပါဒါပေမဲ့မဖမ်းကျင်သေးလို့ရှိရင်လည်းတုံးကျင်မှာတုံးပါပါမတုံးသေးပဲပြစ်ထားမှာပါဥမာခမည်းမနိုင်ငံသားငွေဒေါ်လာ2ဒေါ်လာလောက်လက်ထက်ရှိုံနဲ့တည်းဖမ်းလို့ရပါတယ်နိုင်ငံသားငွေလက်ဝယ်ကိစ္စမှုပါရွာမှာနေလို့ဆိုပြီးတော့လွတ်မယ်လို့လည်းမထင်ပါနဲ့တော့ကနွားចောင်းသားလက်ထက်မှာလေးกว่าကြိုက်ထားလို့ရှိရင်အဲ့ဒါလက်နက်မှုပါ ော်တော်အပြည့်ကြီးသွားနေပါတယ်။ငါလွှတ်တော်အမတ်ဖဲဆိုပြီးတော့ဟိုးကောင်းမွန်မင်းသားကြီးလိုမိမ၂ယောက်၃ယောက်ယူမယ်လို့လည်းမကြံပါနဲ့။ဟိုလူကဟိုလူခမရခမရပါ။ခမရဆိုလို့ရှိရင်မျိုးစောက်ဥပဒေနဲ့ကင်လိုက်လို့နားကသွားနိုင်ပါတယ်။အခုလဲဒီရှစ်ကကြီးကို သုံးပြီးတော့အကျိုးရှိတဲ့ကောင်ကုံဖြုတ်ဆိုလို့ရှိရင်တော့လွှတ်တော်လုတ်တန်းတော်မှကစားလို့ရတော့မယ်မထင်ပါဘူး။နောက်ထပ်ဘယ်နှယောက်ကိုများဘာပုံမှတက်ပြီးတော့ဖြုတ်အောင်မလဲမပြောနိုင်ပါဘူးတချို့လဲမျက်ခုံးလှုပ်တဲ့သူကလှုပ်နေလောက်ပါပဲ ငါတို့ကြက်ဖွဲ့မယ်အရွေးခံမှာကျန်တဲ့ကောင်တွေမပါနဲ့ထွက်ပေးဆိုလို့ရှိရင်လဲအစကတည်းကရှင်းရှင်းပြောလိုက်ရောပေါ့ဗျာဟိုပုံမှရှာဒီပုံမှရှာနဲ့အလုရှုံနေစရာမလိုတော့ပေဘူးပေါ့ပွဲကတော့ညစ်တလာလေးကြိတ်ကောင်းလေးဆိုသလိုပါပဲမနဲ့လင်းကလေးဆိုလို့ရှိရင်အစိုးရအငိုးတွေပါပါလာအောင်မယ်လို့ထင်ပါရဲ့ဗျာ